လာပါဘလုံးချင်းကြီးကိုလည်းနေကောင်းချမ်းသာချမ်းသာကြပါပဲကျွန်တော် YouTube channel လေးရနဲ့အလုံးစုကြိုဆိုရပါတော့တနင်္လာနေ့ညမှာပေါ့နော်ဒါကစားမဲ့ပွဲစဉ်နဲ့ Real Madrid နဲ့ Atletico Madrid တို့ရဲ့ပွဲစဉ်ပေါ့မြန်မာစံတော်ချိန်ည9:00နာရီခွဲတနင်္လာနေ့ညအိမ်ကနေမနက်ပေါ့နော်ကတီကိုအတင်းရအဝေးဝင်း level 69ကိုပေါင်းကြီး1089ပေးထားတာတွေ့ရတယ်ပေါ့နော်။ဒါ table မှာကြည့်မယ်ဆိုရင်ဒီကိုကအဆင့်က battle ကအဆင့်6ရမှအတူတူပဲပေါ့နော်ဒီနဲ့တင်လုံးကရမှတူပါတယ်။ ဒီရာလီအက်တလီတီကိုမက်ဒရစ်ကအဆင့်9မှာရှိရဆိုပေမဲ့သူတို့ရဲ့တိုက်ဖစ်က16ကိုရတာပေးကူ10ကိုရှိတယ်။ရီယယ်ဘက်ရဲ့အတင်းကတော့ရကူ15ကိုပေးကူ10ကိုရှိတယ်။ဒီနှစ်တင်းလုံးကတပုံစံနဲ့ပဲပုံစံတူပဲတည်ကြတာလည်းလီဝက်စီလည်းတူတယ်ပေါ့နော်။ဒါရီယယ်ဘက်ရဲ့စပိန်လာလီဂါအင်ဝင်ပွဲစဉ်တွေပဲကျွန်တော်ကြည့်ကြအောင်ဘယ်လို short ထားလဲဆိုတော့ဒါအလာဘက်ကို1-0နဲ့နိုင်တယ်ပြီးလို့ရှိရင် society ကို3-1နဲ့နိုင်တယ်အိုဆာဆူနာကို2-0နဲ့နိုင်တယ် ဘီလ်ဘာကို2-1နဲ့ရှုံးထားတဲ့အင်္ဂွင်း၄ပွဲလုံးဂိုးတွေထည့်ထားတာတွေ့ရတယ်ပေါ့နော်အနည်းဆုံးတစ်လုံးကနဲ့နှလုံးထည့်ထားတာတွေ့ရတယ်ဂိုးလည်းတွင်းခံထားတာနှစ်ပွဲရှိတယ်ပေါ့နော်တကယ်လို့သူတို့ short ထားတဲ့ပွဲတွေအားလုံးလာလီကာပွဲတွေအားလုံးကိုခြုံကြည့်မယ်ဆိုလို့ရှိရင်တော့သူတို့နောက်ဆုံးချခဲ့တာတော့ဘီလာရီယယ်ကို2-2ဆိုမှတည်ချခဲ့တယ်ပေါ့နော်ပြီးတော့သူတို့ဒါစပိန်လာလီကာမှာဆိုရင်နောက်ဆုံး၄ပွဲသက်ကြီးအောင်ထားတဲ့အသင်းလည်းဖြစ်တယ်ပေါ့နော်များနေပြီလို့ထင်တယ်ကျွန်တော်ထင်တာတော့ဆိုစီတက်ကိုတရီဝမ်းနဲ့နိုင်တဲ့ဥစားဆူနာကို2-0နဲ့နိုင်တယ် ်အစပန်ကို2-1နဲ့နိုင်တယ်ဗောနော်ပြီးတော့ဒါဘီလာရီယိုတူတူဆော့ထားတယ်ဗောနော်ဥရောပပွဲစဉ်တွေဖတ်မှာဆိုရင်เนาะသူချန်ကိုဇီးဇီးဆော့ပြီးမှခြေရှုံထားတယ်ဗောနော်အချန်ကိုဇီးဇီးဆော့ထားတယ်ခြေရှုံထားတယ်ဗောနော်အာတစ်ဖက်ကဒါအတလီတီကိုမက်ဒရစ်ကလည်းဒါဥရောပပွဲစဉ်တွေဆော့တဲ့အတင်ဖြစ်တယ်ဗောနော်သူရဲ့ဝေးဝင်းဖောင်ကိုကြည့်မှာဆိုရင်လုံးဝမကောင်းအစပန်ကို2-1နဲ့ရှုံးတယ်ပြီးလို့ရှိရင်အလာဘက်1-1ကျတယ် မမယောဂါဝန်းဝန်းကြတယ်စန်တာဘီကိုဝန်းဝန်းကြတယ်သူဆော့ထားတဲ့အဝေးဝင်လေးဘွဲလုံးကပေကူတွေရှိတယ်ပေါ့နော်ရကူလည်းရှိတယ်ပေကူလည်းရှိတယ်ပေါ့နော်ဒါပေမဲ့သူတို့ကတကူထက်ပိုပြီးမတွင်းထားဘူးပေါ့နော်အဲ့ဒီအချက်တစ်ချက်ကဆိုးတဲ့အချက်ပေါ့ဗျာဒါစပိန်လာလီဂါဘက်မှာဆိုရင်ဆော့ခဲ့တဲ့အင်ဝင်ပွဲစဉ်တွေမှာခြုံပြီးကြည့်မယ်ဆိုလို့ရှိရင်သူတို့တွေနောက်ဆုံးဥစားဆူနာဝန်းစည်းနဲ့နိုင်ပြီးခြေရှုံထားတယ်ပြီးတော့ဆယ်တာဘီကိုဝန်းဝန်းဆော့ပြီးခြေရှုံထားတယ်နှစ်ပွဲဆက်ခြေရှုံထားတယ်ပေါ့နော် ဒီ channel link ဟာကိုကြည့်မယ်ဆိုရင်လည်းသူတို့ arsenal ကိုဖူးစင်းနေဒါ၃ဘက်ဆက်ပေါ့နော်ခြေရှုံးထားတာဒါကျွန်တော်ပြောချင်တာခြေတွေတောက်လျှောက်ရှုံးနေတယ်ပေါ့နော်တကယ်လို့ဒါရန်နဲ့ပွဲပဲဖက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီပွဲစဉ်မှာတော့ဒါ isco တယောက်လာပဲပါမယ်ပေါ့နော် bad defense မှာဆိုရင်တော့ဒါ atletico madrid ဖက်မှာဆိုရင်ကစားသမားတွေအကုန်လုံးဒီဘက်တော့ဒါရန်ကျင်းစင်နေတာလည်းတွေ့ရတယ်ပေါ့နော်ထက်တာဒါအဝေးဝင်းအတန်းက level 60ပြီးထားတယ်ဗျလက်ရှိကာရမောင်အရာဆိုရင် ဒါဘက်တရီအတင်းအများကြီးတာနေတာတွေ့ရမယ်နော်ကျွန်တော်ညီကိုတယ်ဘက်တရီကအများကြီးတာနေတာတွေ့ရမယ်ဘာလို့ဆိုတော့ဘက်တရီဆော့ထားတဲ့ပွဲတိုင်းလို့လို့သူကဂိုးတွေရတယ်ဗျာခံစစ်ကလည်းဂိုးတွေပေးတယ်ပေါ့နော်အဓိကတော့ဒါကိုပြောချင်တာလားဒီပွဲစဉ်မှာကျွန်တော်ရွေးချယ်ရမယ်ဆိုရင်တော့ကျွန်တော်ညီကိုကျွန်တော် one is bet online မှာကစားမယ့်ညီကိုတွေအတွက်ကျွန်တော်အကြိုက် voting to score yes နောက်တင်လုံးဂိုးတွင်းမှာ yes ဒါကျွန်တော်ခြိုက်တယ် တော့မဟုတ်ရင်လည်း over 2.5 goal ပေါ့နော်ဂိုးပေါင်းအပေါ်၃လုံးတော့ဖြစ်မယ်လို့ထင်တယ်ကျွန်တော်တော့အပြန်လန် goal တွေထည့်ပြီး၃လုံးဖြစ်မယ်ဂိုးပေါင်းအပေါ်ကြိုက်တယ်ပေါ့နော်ပြီးတော့ဒီ body မှာဆိုလို့ရှိရင်ဒီကိုကတအားတည်တယ် body ဆက်တပွဲလောက်ရှိတယ်ပေါ့နော်ဆက်တပွဲလောက်ရှိတယ်အဆက်တပွဲလောက်ထမ်းမှာမှသူရှုံးထားတာဆိုရင်ခြေရှုံးထားတာ၉ပွဲတောင်ရှိတယ်နောက်ဆုံး၃ပွဲဆက်လည်းခြေရှုံးထားတယ်ပေါ့နော်ကျွန်တော်များမှပြီလို့ထင်တယ်ဒီကိုအတင်းနဲ့မှဖြစ်တဲ့မလို့ထင်တယ်ဗောနော်ဒီပွဲစဉ်မှာတော့ကျွန်တော် ရွေးချယ်ရမှာဆိုရင်ကျွန်တော်တီကို body ပဲကြိုက်တယ်ဗျာတီကိုတုံးပွဲဆက်လက်ကြေရှုံးထားတယ်ဒီပွဲကတော့ကြေမရှုံးဘူးလို့ထင်တယ်ဗောနော body မှာတီကိုကြိုက်တယ် protein to score yes နဲ့ကိုပေါင်းအပေါ်ကိုကြိုက်ပါတယ်ဒီပွဲကတော့ portuguese super league moreiraci နဲ့ porto ရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော away win porto ကတလုံး80ရှုံးကိုပေါင်းကြီးတလုံး49ဆိုမှပြေးထားတယ်ဗောနော table အနေထားကိုကြည့်မယ်ဆိုရင် porto အဆင့်1 moreiraci အဆင့်6 22မှ25မှာပေါ့နော် ဒီနသင်ကြားထဲမှာကြွားတဲ့အမှဘနပေါ်တူကတော့ဒီရသည်ဒါခုနှစ်ပွဲနိုင်ထားတဲ့တပွဲတည်းရှုံးပွဲမရှိဘူးတိုက်စစ်က၁၉ကူရတဲ့ပေးကူတကူတည်းပဲရှိတဲ့ခန်းစစ်တာအကောင်းတယ်မော်ရီရီစီကတော့၅ပွဲနိုင်၃ပွဲရှုံးတည်းပွဲမရှိဘူးတိုက်စစ်က၁၂ကူရတဲ့ပေးကူက၁၂ကူရှိတဲ့အတင်ဖြစ်တယ်ပေါ့နော်အဖေကရှင်းရှင်းလေးပါဒီပွဲစဉ်မှာတော့ကျွန်တော်တို့ပေါ်တူအသင်းမဲ့နိုင်မှုများတယ်ဆိုတာကျွန်တော်ညီကိုတွေအားလုံးသိပြီးသားပါပဲဒါပေမဲ့ချေးအောင်မအောင်ပေါ့နော်ကျွန်တော်ဒါတစ်ချက်လေးသုံးသပ်ကြည့်အောင်ပေါ့နော် ဒီမော်ဒရေစီရဲ့အင်ဝင်ပွဲစဉ်တွေကိုကြည့်လိုက်မှာဆိုရင်သူ short ထားတာ၄ဝဲရှိတယ်ဗျာ။ Alvaca 2-1နဲ့နိုင်တယ်၊ Victoria ကို2-0နဲ့နိုင်တယ်ဗောနော်။ပြီး Thassa Bay ကို2-1နဲ့နိုင်တယ်။ပွဲတိုင်းလိုလိုဒါအင်ဝင်ပွဲ၄ဝဲသွားတာ၄ဝဲလုံးနိုင်ထားတယ်ဗောနော်။တိုင်ပွဲစုံကိုခြုံကြည့်မှာဆိုရင်ဒီအတင်းက၉တခုတွင်းနိုင်တယ်အတင်းထဲမှာပါတယ်ဗောနော်။၉တခုတွင်းနိုင်တယ်။ဒါပေမဲ့ကျွန်တော်တို့ဒါအတင်းကြီးတွေဘက်ကိုခြုံကြည့်မှာဆိုလို့ရှိရင်တော့အတင်းကြီးနဲ့တွေ့ရင်တော့နည်းနည်းလေးဗောနော်။ ဒါအကောင့်နဲ့အတင်းတွေပေါ့နော် sporting တို့ဒါ photo ဝင်းဘီကားဒီလိုအတင်းတွေနဲ့တွေ့နော်ဒီအတင်းကနည်းနည်းလေးရောင်းခိုင်းရမှာပေါ့နော်ဒီနှစ်တင်းကြားထဲမှာဂက်ဂက်အရင်ကွာတယ်ပေါ့နော်ကစားသမား player ဘိုင်းတော့တအားကွာတယ် photo အတင်းရဲ့ဒါ short ထားတဲ့ပွဲစဉ်တွေကြည့်လိုက်ပေါ့နော်ဝေဝင်ပွဲစဉ်၄ပွဲကြည့်လိုက်မှာဆိုလို့ရှိရင် photo အတင်းကလည်းအဝေးကွမှာ၃ပွဲတိတိတောင် clean sheet ရထားတယ်ပေါ့နော်ပြလို့ရှိရင်သူတို့ဂိုးသွင်းခံရတာဆိုတော့ supporting ကတွင်းထားတာတကူပဲရှိတယ်ပေါ့နော် ဒါဥရောပပွဲစဉ်တစ်ဖက်မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းပေါ်တိုအသင်းကတော့ Forest ကိုတူးစီနဲ့ရှုံးပြီးခြေရှုံးထားတယ်။ဒီကြားရမှာပေါ်တူဂီဗဒါဖလားပွဲကန်ထားတယ်ဗောနော်ပေါ်တိုအသင်းကဖူးစီနဲ့နိုင်ပြီးခြေအောင်ထားတယ်ဗောနော်။ဒီပွဲစဉ်မှာတော့ကျွန်တော်ဖွင့်ထားတဲ့ Wise to Osborne ကိုကြည့်မယ်ဆိုရင် Ancient အသင်းအနိုင်ကို6ဆခွဲတရေကို5ဆဗောနော်ပေါ်တိုအသင်းအနိုင်ကိုတော့25ပြပေးထားတယ်ဗောနော်။ဒါပေါ်တိုရဲ့တိုက်စစ်ကလည်းအခုကျွန်တော်ညီကိုတို့ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲပေါ်တိုရဲ့တိုက်စစ်က တပွဲတပွဲဆိုရင်အနည်းဆုံးနှလုံး၃လုံးပေါ့နော်။ဒါအသိမမူတည်ဘူးမှသူကဂိုးသွင်းတတ်တယ်ပေါ့နော်။နှလုံး၃လုံးအနည်းဆုံးအနည်းဆုံးကျွန်တော်ထင်တယ်ပေါ့သူအသိကနဂူးလောက်တော့တွင်းမယ်လို့ထင်တယ်။တစ်ဖက်အသိကလည်းတဂူးလောက်တော့ရသွားမယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်ကအခမ်းမတဲ့ဒီပွဲစဉ်မှာဂိုးအောက်လည်းဖြစ်သွားနိုင်ကြီးများနေတာပေါ့နော်။ဂိုးအောက်လည်းဖြစ်သွားနိုင်ကြီးများနေတယ်ပေါ့နော်ဒီပွဲစဉ်မှာ။ဒါ 1C 2C ဒီလိုပုံစံပေါ့ဗျာ။ခံစစ်တာအကောင်းတဲ့အတွက် ဘလိုပဲနေနေပါဒီပွဲစဉ်မှာကျွန်တော်ရွေးချယ်ပေးရမှာဆိုရင်တော့ voting to score no ဆိုတာကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ဒါကျွန်တော်ထင်တာတော့အင်ရှင်အတင်းအကိုတွန်းနိုင်မလို့ကျွန်တော်မထင်ဘူးပေါ့နော် voting to score no ကြိုက်တယ်ပြီးရင်ဂိုးပေါင်းအောက်ကိုကြိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်ဒါ body မှာကျွန်တော်စန့်ကျင်ပဲပေါ့နော်အင်ရှင်အတင်းဖြစ်တဲ့ moderacy ကိုကြိုက်ပါတယ် zz 1z 2z ပေါ့နော်ဒီလိုပဲကျွန်တော်တောင်းတမိရပေါ့နော် ob နဲ့ brown b တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ ဘော်ဒီဈေးကိုကြည့်မယ်ဆိုလို့ရှိရင်တော့အဝေးခွင့်အတင်ဖြစ်တဲ့ Brombie ကခြေပိထားတယ်ပေါ့နော်အဲ level 90ရှုံးဘောင်းကြီး3069နိုင်ဆိုမှ Brombie ကပြေးထားတယ်ပေါ့နော်ဒီပွဲစဉ်ကတော့မနေ့ကည7:00နာရီခွဲမှကံမဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်အမှန်ဆိုလို့ရှိရင်တော့ဒီပေါက်ကြီးအတိုင်းပဲဆိုလို့ရှိရင်တော့ဒါ Brombie နိုင်မဲ့ပေါက်ကြီးမျိုးတော့မှန်တယ်ပေါ့နော်ဒါမှကျွန်တော်တစ်ချက်လေ့လာကြည့်အောင်ပေါ့နော် Brombie ကတော့အဆင့်၄မှရှိတယ် ဒါဆက်နံပွဲကမေးပြီး9.9တပွဲတည်း၄ဝက်ရှုံတိုက်စစ်က22ခုပေးဦး14ခုရှိတယ်ပေါ့နော်။ OB ကတော့ဒါအဆင့်9မှာရှိတယ်ဆန်ပွဲဆော့ထား၄ဝက်နိုင်၃ဝက်တိ၅ဝက်ရှုံတိုက်စစ်က20ခုရတယ်ပေးခုက29ခုရှိတယ်ဆို OB ရဲ့ခံစစ်ကလုံးဝမကောင်းဘူးအဖျားရှင်းချင်းနေပါတော့ဒါဆိုလို့ရှိရင် Brown B ကလည်းတိုက်စစ်ကောင်းတယ်22ခုဒါဆိုဒီနှစ်သင်းချားထဲမှာအပြန်အလှန်ဂိုးတွေထည့်ဖို့ရှိတယ်ပေါ့နော်အပြန်အလှန်ဂိုးထည့်ဖို့အနေထားမှာရှိတယ်ပေါ့နော် ဒါ OB ရတဲ့အင်ဝင်ပွဲစဉ်တွေကိုကျွန်တော်ညီကိုတစ်ချက်ကြည့်လိုက်မယ်ဆိုလို့ရှိရင် OB ဆော့ထားတဲ့ပွဲစဉ်တွေအင်ဝင်ပွဲစဉ်စုစုပေါင်း5ပွဲရှိတယ်ဒီ5ပွဲလုံးမှာသူဂိုးတွေထည့်ထားတယ် Randa တို့ AGF တို့ Not Zealand တို့ပေါ့နော် Freddy Stack တို့ Sunjan Chaski တို့ဒီအသင်းတွေကိုအကုန်လုံးဂိုးထည့်ထားတယ်အင်ဝင်မှာဆိုရင်သူနိုင်ထားတာလည်းကတော့3ပွဲနိုင်ထားတယ်ပေါ့နော်3ပွဲနိုင်2ပွဲသိပြီး2ပွဲရှုံးအင်ဝင်ပွဲစဉ်တွေမှာ ခံစိတ်ကတော်တော်လေးလွန်တာအကူပေးထားတာတွေ့ရတယ်ပေါ့နော် Bromby အဝေးခွင့်ဖောင်ကြည့်မယ်ဆိုလို့ရှိရင် Bromby အတင်းကတော့အဝေးခွင့်မှာဆိုရင် Ronaldo ဆုံးနိုင်ထားတာ Freddy Stack ကိုဖြစ်တယ်ပြီးလို့ရှိရင် Nojilan ကိုနိုင်တယ် Render ကိုနိုင်ထားတာတွေ့ရတယ်ပေါ့နော်ရှုံးတာတော့ Sunjan Jetski နဲ့ဒါ AGF ကိုသူတို့ရှုံးထားတယ်ပေါ့နော်ဒီအတင်းအဝေးခွင့်မှာဆော့ထားတာ၅ဘွဲရှိတယ်၅ဘွဲလုံး9အောင်ကျထားတယ်ဗျာကိုဘောလုံးဝမဖြစ်ထားဘူးပေါ့နော်အဲ့ဒါကြောင့်လည်းတူပါတယ်ကိုပေါင်းကြီး360နိုင်ပေးထားတာ300ဖြစ်မလားဆို ဒါ Bromby Shock ကသူနောက်ဆုံးပွဲစဉ်ကတော့ဒါကြီးလိုက်မယ်ဆိုလို့ရှိရင်သူတို့ Shock ကတော့ဒါ AGF ကို33နဲ့ကြီးရှုံးခဲ့တယ်ပေါ့နော်တစ်ခါက OB အတင်းသူ Shock ကနောက်ဆုံးပွဲကတော့ဒါဒိမက်ကဒါကပ်ဖြစ်တယ်ပေါ့နော်ကပ်ဂိမ်းတစ်ပွဲဆော့ထားတယ်ဒီဘက်ကမှသူတို့အဝေးဘက်မှာတတိစီနဲ့နိုင်ပြီမှာပေါ့နော်ဒါကြေးရအောင်ထားရပေါ့နော်ကျွန်တော်ကပြောရင်အကုန်လုံးခြုံပြီးပြောတာနော်ဥရောပပွဲတွေရောအကုန်ရောပြီးကျွန်တော်ကပြောလို့ရှိရပေါ့နော် ဆိုတော့ဒီပွဲစဉ်မှာဖွင့်ထားတဲ့1 to osparty ကိုကြည့်လိုက်အောင်ပေါ့နော်ဒါ ob အနိုင်ကို၄သတရေကို3.5ပေါ့နော် rom b အနိုင်ကိုတော့85ပြားဆိုမှပေးထားတယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်ရွေးချယ်ပေးရမယ်ဆိုလို့ရှိရင်တော့အင်ရှင်အသင်းဖြစ်တဲ့ပေါ့နော်ကျွန်တော်ကဒါ ob ကိုကျွန်တော်ကကြိုက်ပါတယ် ob ကြိုက်တယ် btt scs ကြိုက်တယ်ပြီးရင်ဒီပွဲစဉ်မှာ9ပေါင်းအောက်ကတော့ဖြစ်ဖို့များတယ်ပေါ့နော်တောက်လျှောက်နှလုံးနဲ့ပဲပြီးနေတယ်ပေါ့နော် ဒီတချိန်ကတော့ကျွန်တော်အရေးဆွန့်ပြီးမှဂိုးပေါင်းအောက်ကတော့နည်းနည်းလေးဒိန်းကြတော့ရှိရပါတော့။ VTTS CS တိုက်တယ်ပြီးလို့ရှိရင်ဂိုးပေါင်းအပေါ်ဘတ်တောင်းလုံးကြီးကျွန်တော်ရွေးချက်ပေးလိုက်ပါတယ်။ဂိုးပေါင်းအပေါ် OB body wise ပတ်သမားတွေအတွက်တော့ VTTS CS ပေါ့နော်ညီကိုလေး။တကယ်လို့ဒီထက်မှမှအချိန်မတွေ့ဘူးပေါ့နော်၃မျိုးလောက်ပြောလိုက်တော့များသွားမလားမသိဘူး။အဲကျွန်တော်မြန်မာပေါက်ကြီးတွေသမားတွေအတွက်ဆိုလို့ရှိရင်ကျွန်တော် OB body ခြိုက်တယ်ပြီးလို့ရှိရင်ပေါ့နော်ဂိုးပေါင်းအပေါ်ခြိုက်တယ် widespread အတမားတွေအတွက်ကျတော့ protein to score yes PTTS yes ကြိုက်ပါတယ်ဗောနော်ဒီလိုပြောချင်တာဖြစ်ပါတယ်ဆွီဒန်လက်ကဖြစ်တယ်ဗောနော်ဆွီဒန်လက်ကဘရိုမာဘိုင်ကနာနဲ့ပြီး GNIS2 ရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော်ဒါအဝေးဝင်အတင်းဖြစ်တဲ့ GNIS က level 60ကိုပေါင်းကြီး3060နိုင်ဆုံးမှာပြီးထားတယ်ဗျာဒီပေါက်ကြီးမျိုးကတော့ရှင်းပါတယ်အင်းရှင်းအတင်းကအနည်းဆုံးတည်ရီတမတ်တော့ရမယ်ပေါက်ကြီးမျိုးလို့ကျွန်တော်ကထင်တယ်ဗောနော် အင်ရှင်အတင်းရလည်းဒါမဆိုးဘူးပေါ့နော်စောထားတာရတော့အာကြည့်လိုက်မယ်ဆိုလို့ရှိရင် table မှာပေါ့နော်ဇာတ်ရမ်းမှာကြည့်မယ်ဆို AGS က ASCII တောင်း Broma by Kana ASCII နဲ့ဒါဆွေဒန်လက်98ပွဲကံပြီးပြီး AGS က48မှတ်နဲ့ Broma by Kana 30မှာပဲရထားတယ်ပေါ့နော် AGF ကတော့တိုက်စစ်က42ကိုပေးကို28ကို Broma by Kana တိုက်စစ်က39ကိုပေါ့နော်ပြီးလို့ရှိရင်ပေးကို52ကို ပေးကိုအရန်ချန်နယ်ဗျာညီကိုပေးကိုအရန်ချန်နယ်လိုက်ဖြစ်ကောင်းတယ်ပေးကိုချန်နယ်ဘရိုမာဘိုက်ကနာနဘရိုမာဘိုက်ကနာဆော့ထားတဲ့အင်္ဂွန်းပွဲတဲ့၅ပွဲလောက်ကိုကျွန်တော်ကြည့်ချင်ပါဘောနော်အင်္ဂွန်းမှာဘလို့ဆော့လဲအင်္ဂွန်းမှာသူတို့လုံးဝ fire ကိုဘော်တွေကြီးပဲတောက်လျှောက်ဒါသူတို့ဆော့ထားတာကြီးလိုက်မဆိုရင်နောက်ဆုံး၅ပွဲမှာဆိုတော့၅ပွဲနိုင်၃ပွဲရှုံနောက်ဆုံး၅ပွဲဆက်အင်္ဂွန်းမှာခြေတွေရှုံထားတယ်ဘောနော်ပြီးလို့ရှိရင်သူတို့ နောက်ဆုံးဆော့ခဲ့တာတော့အဝေးကွက်မှာဘာနာမိုးဆော့ခဲ့ပါဘောနော်အဲ့ဒါလည်းသူတို့ခြေရှုံထားခြေရှုံထားတာများနေပြီဗျတောင်းလျှောက်ခြေတွေရှုံတယ်လိုက်စစ်ကကိုးရရတယ်ဗောနော်အဝေးကွက်အတင်းရအဝေးကွက်ဖောင်ကိုကြည့်မယ်ဆိုလို့ရှိရင်အဝေးကွက်၅ဘွဲကိုပြောမှာဗောနော်အဝေးကွက်၅ဘွဲမှာဆိုရင်သူလည်းဂိုးမသွင်းခံရတဲ့ဘွဲရှိရောမရှိတာဗျဆိုတော့တေချာတဲ့အပြန်လန်ဂိုးတွေချဲမဲ့ဘွဲပါဒီဘွဲစင်တာ minus 2 os pau ခြင်းမှာဆိုရင်အင်းရှင်အတင်းနိုင်ကို3.2တရေကို3.5နဲ့အဝေးကွက်အတင်းနိုင်ကိုနှဆပြထားတယ်ဗောနော် ဒီပွဲစဉ်မှာကျွန်တော်ရွေးချယ်ရမှာဆိုရင် BTTSCS ကြိုက်တဲ့ Wise Bet သမားတွေဖြစ်တယ်။ပြီးလို့ရှိရင်မြန်မာပေါက်ကြီးမှာဆိုလို့ရှိရင်တော့ဒါကျွန်တော် Bruma Baikana Ancient အသင်းပေါ့နော်ကျွန်တော်ရွေးချယ်ပါတယ်။ Bruma Baikana Body ကြိုက်ပါတယ်။ပြီးလို့ရှိရင်ဂိုးပေါင်းအပေါ်ပေါ့နော်ဂိုးပေါင်း360နိုင်ဆိုတော့ဂိုးပေါင်းအပေါ်ကြိုက်တယ်ပေါ့ဗျာ။နောက်ထပ်တစ်ပွဲကတော့ Malmo နဲ့ Hamba Bee တို့ရဲ့ပွဲစဉ်ဖြစ်တယ်။ Malmo အသင်းက level 40နဲ့ဂိုးပေါင်းကြီးနှလုံး80ရှုံးဆိုမှပေးထားတယ်။ မာလမိုတင်ကတော့ဥရောပပွဲတွေကနေရပါတော့ဟန်ဘာဘီယအဆင့်နဲ့မာလမိုအဆင့်6ဒီနှစ်တင်ကြားမှာ9မှတ်กว่าတယ်မာလမိုဆော့ထားတဲ့ဒါ9ပွဲဝယ်ကြည့်မယ်ပေါ့နော်အင်္ဂွေ9ပွဲအင်္ဂွေ9ပွဲမှာကြည့်လိုက်မယ်ဆိုရင်အားရစရာလုံးဝမကောင်းဘူးပေါ့နော်ဒါသူတို့တွေကတော့တပွဲနိုင်နှစ်ပွဲတည်နှစ်ပွဲရှုံးသူတို့ရဲ့တိုက်စစ်ကနောက်ဆုံးဂိုးတွေလည်းတောက်လျှောက်ပေးထားတယ်ဆိုတော့3ဂိုး9ဂိုး10ဂိုးပေါ့နော်ဒီလိုဂိုးတွေအစုံပေးထားတယ်ပေါ့နော် ရိုမာပိုင်တနာကိုကြည့်လိုက်မယ်ဆိုအဝေးဝန်းဖောင်းသူကလည်းမစိုးပါဘူးเนาะအရင်ညနဲ့ထဲမှာတော့မပါဘူးဒါပေမဲ့ type ကတော့ဂိုးရရတယ်ခံစစ်ကလည်းဂိုးတွေလူနေတာမျိုးတွေ့ရတယ်ဗောနောဒီပွဲစဉ်မှာဖွင့်ထားတဲ့ wins to os pouch ကိုကြည့်မယ်ဆိုလို့ရှိရင် malmo အနိုင်ကို9စတေယူ3.4ဒါဗောနောပြီးရင် hambabi အနိုင်ကိုဒါ3စတော့ပြီးထားတယ်ကျွန်တော်လည်းဒီပွဲစဉ်မှာတော့ hambabi body ကြိုက်တယ်ဗျာ hambabi body btts yes wins ဘက်သမားတွေ ပင်ကိုပေါင်းအပေါ်ကိုခြိုက်ပါတယ်ဒီနေ့ကိုပေါင်းအပေါ်တွေတော်တော်များနေတယ်ကျွန်တော်အခြိုက်နဲ့တွားပြီးတိုးနေတာအကုန်လုံးကိုပေါင်းအပေါ်တွေရဂါဇီအန်တက်နက်ဖီနာဘာချီတို့ရဲ့၁၂နိုင်မှာကစားမယ်ပေါ့နော်ထိုင်းဆန်တော်ချင်းမြန်မာဆိုရင်၁၁ခွဲဒါဖီနာဘာချီအဝေးခွင့်အတင်ကတလုံး90နဲ့ကိုပေါင်းကြီး360ဆိုမှပေးထားတယ်ဖီနာဘာချီကအဆင့်3ဂါဇီအန်တက်ကအဆင့်5မှာရှိရပေါ့နော်ဒီနှစ်တင်းကြားထဲမှာကွာချမ်းမှုကတော့တိတ်မဲမဲဆဆမရှိဘူးပေါ့နော်ဖီနာဘာချီအဆင့်3ကရှိတဲ့အတိုင်းပဲသူတို့ကတိုက်စစ်က14ခု ရထားတဲ့ပေကူ6ခုရှိတယ်။ဂါဇီယန်တက်ကတော့တိုက်65ခုပေကူ14ခုရှိတယ်ဗောနော်။ရမတ်ကတော့19မနဲ့18ဆိုတော့နမတ်ပဲကွာတယ်ဗောနော်ဒီကြားထဲမှာ။ဒါဂါဇီယန်တက်ရဲ့ဂါဇီယန်တက်ရဲ့အင်္ဂွန်ပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါတူရကီစူပါလိမှာဆိုရင်ဂါလာတာစာရီသတင်းထဲကိုပဲသူတို့ရှုံထားတယ်ဗောနော်။ဂျန်နဲ့အတင်းနဲ့အားလုံးကိုသူတို့တော်မွေးနိုင်တဲ့ဘွဲတည်ကြီးပေါ့နော်ကိုပေါင်းနေတဲ့တောက်လျှောက်အပေါ်တွေဖြစ်ထားတယ်ခံစစ်ကလည်းဂိုးတွေပြေးတယ်တိုက်စစ်ကလည်းဂိုးတွေယူတယ်ပေါ့နော ဒီနောက်ဘာချီရဲ့အဝေးဝင်၅ဘွဲကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့တပွဲနိုင်၃ဘွဲတည်တပွဲရှုံးပေါ့နော်။ဒါပေမဲ့သူကခံခဲ့အရင်အားကိုးပြီးဆော့တဲ့အဝေးဝင်၅ဘွဲမှာဆိုရင်၃ဘွဲတည်တောင်ကိုအောင်ဖြစ်ထားတယ်ပေါ့နော်။အဲ့ဒီအတွက်ကြောင့်မှတူပါတယ်။ဒါပေမဲ့နောက်ဘာချီအတင်း၃လုံး60ဆိုပြီးမှပေးထားတယ်ပေါ့နော်။ဒါဒီအန်တက်လက်တလုံးတော့ယူရမယ်လို့ထင်တယ်ဗျာဒီအရှိတိုက်ဆက်နဲ့ဂိုးလည်းပြန်တွင်းခံရမယ်လို့ထင်တယ်ဗောနော်ပြင်နာပါချီကသူ့ရဲ့တိုက်ဆက်ကနှလုံးအနည်းဆုံးနှလုံးတွင်းနိုင်တဲ့အခြေချင်းရှိရကစားသမားတွေရှိရဗောနော် ဖီနာဘာစီရဲ့ဒေတာတစ်ဖက်ကဥရောပပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းဖီနာဘာစီသူတို့နောက်ဆုံးဆော့ခဲ့တာကတော့ဒါယူရိုပါလစ်မှာပေါ့နော်ဒါစတုဂတ်ကို1-0နဲ့အင်ကွက်မှာနိုင်ထားတယ်ပေါ့ဗျာဒီပွဲစဉ်ကြီးအောင်ထားတယ်ပေါ့နော်ဒီပွဲစဉ်မှာဖီနာဝိုင်းစတူအော့စ်ကိုကြည့်မယ်ဆိုရင်အင်ရှင်အသင်းအနိုင်ကို4.5တရေကို၄စာနဲ့ဖီနာဘာချီအနိုင်ကို1.60ဆိုမှပေးထားတယ်ပေါ့နော်ဖီနာဘာချီအနိုင်ကို160ပေးထားပါတယ်ဒီပွဲစဉ်မှာကျွန်တော် အင်ရှင်အတင်းဖြစ်တဲ့ဂါဒီယန်တက်ကြိုက်တယ်ပြင်ဘူတင်းဒူစကောရဲ့ဆိုတာကြိုက်ပါတယ်နောက်ထပ်တစ်ပွဲကတော့ Samsung Sport နဲ့ပြီးတော့ Rise Sport တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒါအင်ရှင်အတင်းက level 99ပေါင်းကြီးနှလုံး60ဆိုမှပြီးထားတယ်ဒီမှာဆိုလို့ရှိရင်အင်ရှင်အတင်းကအဆင့်9မှာရှိတယ်အဝေးကွင်းအတင်းကအဆင့်14မှာရှိတယ်ဒီနောက်တင်းကြားထဲမှာအမှတ်တော့နည်းနည်းကွာတယ်ပေါ့နော်16မှာရယ်9မှာရယ်ကွာတယ်အမှတ်ကဒီနောက်တင်းထဲမှာ ပင်ရှင်အတင်းဆန်ဆန်စပေါ်ဆောထားတာ၉ဘွယ်ရှိတယ်၄ဘွယ်နဲ့၄ဘွယ်တည်းဒီဘွယ်ရှုံတိုက်စစ်က73ကိုပေးကို၉ခုပေါ့နော်အဝေးခွင်းအတင်းဆောထားတဲ့၉ဘွယ်ကိုကြည့်မယ်ဆိုရင်၅ဘွယ်နဲ့၃ဘွယ်တည်း၄ဘွယ်ရှုံတိုက်စစ်က10ကိုပေးကို73ကိုဒါ minus ထွက်နေတယ်ပေါ့နော်ဆန်စစ်ကဆိုးနေတယ်ဒါအင်ရှင်အတင်းဖြစ်တဲ့ဆန်ဆန်စပေါ်ဆောထားတဲ့ဒါ၅ဘွယ်ကိုပဲကျွန်တော်ကြည့်ပြီးမှပြောလိုက်မယ်ပေါ့နော်အင်အင်ခွင်းဘွယ်စဉ်နဲ့၅ဘွယ်ကိုကြည့်မယ်ဆိုရင်၅ဘွယ်နဲ့၅ဘွယ်တည်းဒီဘွယ်ရှုံ တိုက်စစ်ကနပွဲကိုရတယ်ရတဲ့ဂိုးပြန်ပေးထားတယ်3 2နဲ့နိုင်တဲ့2 1နဲ့နိုင်တဲ့တပွဲอ่ะဗောနော်ပရိုနောဆောင်းဆောက်ခဲ့တာတော့ကျွန်တော်ညီကိုမမ်းမြင့်ထဲဥရောပပွဲစဉ်ဗောနော်ဒိုင်နမိုကီကို3 0နဲ့နိုင်ခဲ့တယ်ဗောနော်နောက်ဆုံးနပွဲသက်လည်းကြီးအောင်ထားတယ်နောက်ဆုံး3ပွဲသက်ဗောနော်ကျွန်တော်ကြီးအောင်ထားတာကြီးအောင်တာများနေပြီဗျအဝေးဝင်အတင်းကိုကြည့်လိုက်မယ်ဆိုရင်အဝေးဝင်အတင်းရဲ့အဝေးဝင်ကာရာဖောင်ကတော့မဆိုးဘူးပေါ့နော်အင်ခွင်းနဲ့အဝေးဝင်မှာပိုကောင်းနေတယ်တော်တိုက်ဖြစ်က၅ဘွဲမှာ အဲ့တော့လေးဘွဲတိတိကမှသူတိုက်ဆက်တဲ့အကိုးတွေရထားတယ်ပေါ့နော်။ဘူတင်တူဖြစ်ဖို့များနေတယ်ဗျာဒီခွဲစဉ်ပေါ့နော်။ Mind to Osport ဂျင်းမှာဆိုရင် ancient အသင်းအနိုင်ကို85ဗျာတရေကို3.4ပေါ့နော်။အဝေးခွင့်အသင်းအနိုင်ကို4.2ပေးထားပါတယ်။ကျွန်တော်ဒီပွဲစဉ်မှာအောက်အသင်းကိုကြိုက်တယ်ဗျာ။ Restore နဲ့နဲ့များတယ်ပေါ့နော်။ Restore နဲ့နဲ့များတယ်ကျွန်တော်အဝေးခွင့်အသင်းဖြစ်တဲ့ Racing Sport ပဲကြိုက်တယ်ပြီးရင်ဘူတင်တူ score yes ကြိုက်ပါတယ်ပြီးရင်ဂိုးပေါင်းအောက်ကိုကြိုက်တယ်ပေါ့နော်။ တော်ကြီးကိုလည်းအားလုံးဖုံးပြကြပါစေ၊ကြားမှချမ်းသာကြပါစေ။ Last subscribe comment ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗောနော။ကျွန်တော်ဗီဒီယိုတွေအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။